ုံမီးပါလို့ရိတ်ကြီးရာဝနာကြွတော်လေတာဒနာညစ်ကြီးဟေးတော့ကွာမင်းအလွန်လျှော်တဲ့ကောင်မင်းပြောင်စရာမှတ်သလားဒါတငယ်ချင်းခင်တဲ့လူလားတော့ကွာပြန်တော့လူမှာအပူတွေ့ရတဲ့ထဲဟဲဟဲအပူမတွေ့လို့တငယ်ချင်းအပူတွေ့ရင်မင်းဒီလိုမဆွေးပါဘူးတဲစကားကြနာကောက်နေပြန်ပါပြီမင်းငိုချင်းအတိတ်ပဲစဉ်းစားလမ်းမှာသွေးထွက်တာတဲ့မှန်တဲ့ငိုချင်းပေါ့ကွာ မင်းကကြပြာကလေးတောက်တီးတောက်တက်ဆက်တက်ရင်အဟုတ်မှက်ပြီးမဲမဒီဆိုရင်မင်းဘိုးအေကဝေသံတရားဖြစ်ရမှာလားငါဘိုးအေများဖြစ်ရင်ဟဲနှခမ်းမွေးဖြူကြီးနဲ့အိုးလာပြန်ပြီပြီးတော့သာသနာညစ်ကြီးကဘာလဲအဓိပ္ပာယ်ကဟာလူယာမိမာတွေမိမာတွေဆိုတာသာသနာညစ်ကြီးကြီးဘောကွာမင်းကသာမိန်းကလေးတယောက်ထီပေါက်တလို့ချစ်ခင်ထားပြီးသမီးရည်သာဖြစ်နေလို့ဒီမိန်းကလေးယောဂီမလောက်တာနဲ့ မစားနိုင်တပိမိမတောက်နိုင်တပိမိကိုကလိန်ကျွန်းထိုးမှောက်ရဲ့ဂိမ်းဆိုတာလို့ဖြစ်နေတာတို့တငယ်ချင်းရဲ့တို့နှစ်ကိုဘလောက် ခင်ကြတယ်ဆိုတာမင်းလည်းအတိသားနဲ့အခုလည်းမခင်ဘူးလို့ဆိုနိုင်သလားယောဂီမကတစားတစားတောထွက်မယ်ဆိုတာမြန်မင်းကယုံနေတယ်ထင်ပါရဲ့ငါပြောမယ်နားထောင်မင်းဟာကလေးသူ့ကောင်းကသဘင်တွေစွန့်နိုင်မှာလားယောဂီဖက်ရှင်ဆိုတဲ့ယောဂီမများက လှပအောင်တစ်ခေါက်စူးစီတမျိုးထွက်ကြတာနဲ့မင်းစိတ်ပြက်ရသလားကွတကယ်ကိုအကျွတ်တရားရနေတာကွငါ့ကိုသူတိတ်ချစ်တာပဲသူချစ်တာအုံးသီးနဲ့အုံးကျစ်ထင်မာရဲ့ကွာမင်းချီရိုးအမှန်ဖြင့်အာရှော်ပြောပြန်ပြီတကယ်ကိုအသေးလဲတော့တော့ငါပြောတာနားထောင်အောင်မင်းလိုလူအလူပိန့်လူလျှော်လူဗလက်ချာကိုနားလည်အောင်ပြောပြအောင်မင်း ပညာရှိများကမိမာလိုမိမာကို၌ထိုထိုတစားစင်ရင်ငါလျင်နန္တာနခရေသာတင်ထ တပပဖြင့်စံစစရုံမြခုံးမင်သက်သပင်ဖီးပုံပန်းမျိုးစုံနှင့်အာယုံနှစ်သိမ့်ဘဝင်ညှိ၍ညွတ်စိတ်မြင်သူယောက်ျားဟုက တူယူတစောင်းကြိချောင်းမဝအတွင်းရွလျက်မိမာတို့စိတ်ရေဖိတ်တော့တွင်တွွှင်ွှင်နဲ့ ကဲသူတို့ကိုသူတို့ဘလောက်အလှပကြိုက်တယ်လေနားထောင်အောင်မောင်းတပုတ်ဆိုးပြအောင်မေမိမဘာဝတုပလူတွင် ဝစ်စင်တစားလျက်ပေါ်စွာကယာရန်ထောင်းနှံတိမ့်နံမက ရွှေငွေစာသားမြမြစိမ့်စိမ့်ထိမ့်ထိမ့်လက်လက် နှစ်သက်လူလာဝစားကိစ္စအာမရဘူးနေညာမချလင်းယောက်ကြားတို့ကြိုးစားဥစ္စာစီးပွားရှာလျက် ရေမာနှစ်နှစ်မြင့်မားမွန်းမွန်း တကြွ၌သေးစစ်မြေ၌ရှုံအသက်ဆုံးလေစရုံးပန်းဝေမချကြည်ရှင်နဲ့ကိုင်ငါခုရွတ်ပြတာသူတို့တဘာဝနဲ့မကြိုက်ဘူးလားနားထောင်အောင်နောက်ထပ်မိမဟူသော လောကီငါးပြာဝါဒနာနှင့်ပညာရှိပြက်ပြိသက်ခွင် ထွက်ဝင်ကင်းပြီ လေမရှိသာဇာတိဓမ္မတဘာဝကြောင့်တုတမြင်ကြအတိရှား၍ တရားလက်မဲ့ညံချို့တဲ့လျံလွမ်းဘွဲ့ပျော်မြူစားအိတ်ကျူးဤမျက်ရှုမှန်မူညူစုမနော့အတင်းပြောနှင့်အတော်အသွမ်းဖုံလွှမ်းနှိညာလူမဝတီးတဲ့ဟဲတောက်ကျိုးနေပါရောငါဆိုတာမဟုတ်ဘူးပညာရှိများဆိုတာဒါကိုပဲမင်းကအဟုတ်ထင်ပြီးတောထွက်ခြင်းတဲ့ဆိုတာနဲ့စိတ်ညစ်တော်သူကမင်းရုပ်ပြတဲ့အစားတွေကမဟုတ်ဘူးကွာအလို့ လာပြန်သေးငယ်အမောင်အဲ့ဒီလိုမိမတက်တဘောဖျားဟောကြမ်းငံအထင်ရှားရှိပြန်လို့နိဗ္ဗာန်နဲ့မနီးတောင် အစွဲကြီးတဲ့တဏှာလောဘဇောကိုပြောဟောဖြတ်တောက်တော်မူခြင်းလို့ဆရာတော်ကြီးကယောဂီအဝိဝိဖို့ရဲ့စိန်ရွှေရှောင်မှုရဲ့အသေးအဖွဲလေးတွေကိုအလှခံတော်မူတာကိုင်ကောင်းပြီမယောဂီတို့ကို ကြည်ကြအောင်ဆိုထုံထားလိုက်တဲ့ယောဂီသရုံးပဒုံးရောင်ပမာနက်ပြောင်စွာပနာရပြီး အာကအပြူတွေလို့ဆူလောက်တဲ့သရုံးတွေကလူကြည့်ချင်းစရာ ဟောယောဂီအဝေးတဲ့သူ့အယောင်ကကောင်းနေငှအယောင်ကကောင်းနေနဲ့တချို့များယောဂီဝိအတွင်းကဇာနာတက်ပိတ်လုံကြီးများဝတ်တာငါရွှေကိုဒိဗ္ဗစက္ခုနဲ့မြင်ဘူးတဘောစိန်ရွှေလှူပြန်တော့နမေတစိတ်ကလေးတွေနဲ့ငွေလက်စော့စင်မီလက်ကောက်ဝတ်ကြတယ်ယတိယောင်ကျဲသည်အိုးဆရာတော်ကြီးများဒီဖြစ်တွေကြားသိရရင်ယခုမမာတော်မူရာမှာ ပိုးပြီးစိတ်မချမ်းမသာဖြစ်မှတောင်စိုးရင်ရတယ်။ငါရွတ်ပြတဲ့လင်္ကာနဲ့ကြိုက်မကြိုက်စဉ်းစားတော့ပြီးတော့ယောဂီအဖြူဝတ်နဲ့တစ်ခေါက်ဆိုးဝတ်တွေဘသူကတရားကြတယ်လို့ဂုံပြိုင်ကြသည်။တရားကျင်တာဂုံပြိုင်စရာလားလူတိုင်းတော့မဟုတ်ဘူးပေါ့ကွယ်။ပြီးတော့လေကုန်းပြီးလော့စပီကာနဲ့အသကုံအော်ပြီးရီလိုက်ချင်တာရှိသေး။အမလေးဟာလူတွေကောစမတ်တဲ့နဲ့ဘူဂီကြကြနာနာခွဲပြီးယောဂီညိုသွေးဝတ် စိတ်ပဒီနဲ့ယောဂီမတွေနာကရစ်ဝဲရစ်ဝဲနေတဲ့ဇဘိုးတွေဘွားဘွားတငယ်ချင်းတော့အလွတ်ကွဲ့ဘာဖြစ်လို့လဲဆိုတော့မင်းကဘူကီပေမဲ့ဝစ်လုံးဆိုတဲ့နာမည်ကြောင့်ပဝါဖြူအုပ်ပေါင်းပဝါစကောင်းကောင်းကလေးနဲ့ပေါင်းပြီးနေသေးတကူအဲ့ဒါကြောင့်တငယ်ချင်းရဲ့ဘိက္ခူနီမခစ်ကုံကလေးကမမဲတို့မက်ဖြူတို့မတ်တူမက်ခင်တင်းတင်းစုစုပူပူထွေးထွေး အသေးအကြီးမဲမင်းကြီးမှဘသူကိုမှဇံမပြန်သည်၍စရုံးအဆုံးမခံသည်၍ဤရွှေကိုသည် လုံးဝစိတ်ချရပြီဟုဘယ်ခါမှမယုံနိုင်သေးပါကြောင်းမင်းဟာကောလိပ်မှာအင်္ဂလိပ်စာပြဆရာကလေးဖြစ်တာနဲ့ဘာသာရေးကန့်ကွက်တဲ့သဘောတွေပြောဝင်တာလားမင်းစကားကိုပညာရှိတွေကြားရင်သိပြီးအထင်သေးမယ်စူဇန်ဘာဖြစ်လို့လဲငါပြောတာနီးလမ်းမကြလို့လားငါကဗုဒ္ဓဘာသာကိုစွန့်ပစ်ဖို့ပြောသလား ငါလည်းဗုဒ္ဓဘာသာပါပဲကွာအနုကွာယောဂီတွေအပြစ်တင်လို့တင်ဘာဖြစ်မကြိုက်ဘူးနဲ့မဟုတ်ဘူးမူလတရားဟောပုဂ္ဂိုလ်ရဲ့ရည်ရွယ်ချက်နဲ့အချို့ပြုမှုပုံမကြိုက်လို့ပြောတာကွာကိုတော်ကြီးမှဖြင့်ကြားကြရဲ့လားဟယိုးလိုက်ဆိုကြဟယိုးနဲ့ဟောတော်မူလိုက်ရတာမောလို့ဟောမချောတို့ကတော့ရင်ပတ်ထဲမှာထီးဆိုတဲ့စိတ်ကလေးတွေဆွဲပြီးစိတ်ထဲကတော့အလှပပြုပြင်းသူ့လင်းသူ့ချစ်ပြီး လူအဖြစ်လူဇက်မှမစွန့်လွန်နိုင်ကြပဲဟာဘယ်မှာဟန်ကြနိုင်မှာလဲရှေးကအပြုတ်မှုတွေတတော်တော်မသွားဘူးလားမင်းကဒါကိုမြင်တာကိုရှေ့ကိုတမျောတခေါ်ကြီးကြည့်ရသေးတယ်ငါကြိုက်တာပြောရရင်ဒုနိုင်ငံဟာကျွန်းတွင်းနဲ့တဲ့နိုင်ငံဖြစ်လို့မိမာတွေဘက်ကလူဦးရေတိုးရေးခလေးပြူပြင်းရေးတွေအများကြီးလိုသေးတယ်မိမပြူတွေမြ мян အိမ်အောင်ပြူကြမွေးတဲ့ကလေးတွေကိုမြမပြည့်ရဲ့တားကောင်းသမီးကောင်းဖြစ်အောင်သွန်သင် အလားလာမရှိတဲ့မိမကြီးတွေတော့ယောဂီလှုပ်လှုပ်နှက်ပြီးသွားသွားရင်မကြည့်ဘူးပြီးတော့ယောဂီတွေကို နီလန်ပေးပြကမထမ်းရဖို့အလုတ်ကိုလည်းတက်ကျွမ်းတဲ့သီလရှင်ကြီးများမိမယောဂီကြီးများသာရှေ့ဆောင်စည်းခြင်းနဲ့ကိုင်းမောင်ဘတော်ရဲ့တငယ်ချင်းရဲ့မင်းနဲ့လေရှင်နေလို့မဖြစ်ဘူးဒီမှာကြည်စမ်းဟုသတင်းစာတစ်စောင်မှ စာပိုက်ကိုထုတ်ပြရာရန်ကုန်မြို့ကင်းမဲလန်ဝေလုံတော်ရာကြီးဥပရှင်ဤသမီးခင်ခင်တန်းမှာ စိတ်ချွေးလူယုံနေမဟုတ်ယောဂီဝိနယ်လည်းအမရသဖြင့်သဗ္ဗလုံးများပင်ရိတ်ချလူချောင်းနှင့်မိဘများအားခွင့်ပန်နေကြောင်းခင်ခင်သားမှာရုပ်ရည်ယူပကာယချောမွေလှ၍အသက်၁၉နှစ်မြှရှိသေးကြောင်းတခြားမိန်းကလေးများအားကြတဲ့ညောင်းဒါပါဖြစ်တယ်လေအလကားသတင်းစာတွေကပေါ်ပင်လိုက်ပြီးခစ်ကြိုက်ရေးနေတာပဲသတင်းစာအယောင်ရတွင်ကျဲမဲ့လက်မြင်တော့ယောဂီတွေကိုမြှောက်ပေးနေတာပဲဟုတ်ဒီမဲ့မင်းကိုကြည်စမ်းပါဦး ဗာလံဝိလုံတော်ရာမင်းဥဖေလမှာအသက်23နှစ်မြရှိသေးတော်လဲယောဂီအဝိဝိလျာယောဂီမာများအမြဲကူညီ ဆောက်ရှောက်ကြောင်းနဲ့ဂိုင်းမဟုတ်လားအမှန်ကတော့ဖြစ်မင်းဟာဟဝါဒရဝံလုံနေတာငါအသိပေါ့အခုဆိုခင်ခင်တန်းတော်အသက်ထွက်တော်မလို့တရားရံ့နေလိုက်တဲ့ဖြစ်ချင်းအမှန်ပြောရရင်တော့တငယ်ချင်းရဲ့ငါလဲတရားကြလေလို့တော့ဘယ်ဟုတ်မလဲကိုကြီးသားကယောဂီအဝိနဲ့ပါနေတော့ သူ့မျက်နှာလေးမြင်ရရင်ပြီးရောလို့စိတ်ပဒီးနဲ့ဟန်ပန်ထုတ်နေရတာပဲကွာတဲငါလောစပီကာနဲ့ရည်လိုက်ရဒါရီကြောင့်ငါပြောတာဟာသွေးထွက်တာတဲ့မှန်သေးတယ်လို့ပြောတာမိမစိတ်အမြဲတည်တယ်ဆိုတာမင်းကယုံနေသေးတယ်ဒီတော့မင်းအဟုတ်လိုချင်ရင်ပြန်ပြီးနှူးအောင်ပါလာမှာပါကိုင်းကွာငါလည်းအလုပ်ရှိသေးတယ်သွားအောင်မင်းဟုဘတ်တော်ထွက်၍သွားလေဤဝိလုံမောင်ဖေလာကတယောက်ထဲပင့်သက်ရှူလျက်ကြံရစ်လေဤ ထို့နောက်တဖန်သတိရပြန်သဖြင့်အဝိစားများလဲကာကင်းဘဲလန်းသို့ကားနှင့်ထွက်ခဲ့လေ၏ဥပါရှုံးဤတိုက်ပေါ်သို့ရောက်သည့်နှစ်တပြိုင်နက်အဖက်ကလက်အရေကလက်တန်းများကြားရလေရာ မောင်ဖေလမှာခေါင်းကြီးငုံ၍သွားလေ၏အိန္ဒြေမပြတ်ဧကန်းသို့ဝင်သွားရာ ခင်ခင်တန်းသည်ဝိတုဒ္ဓိကျင့်စဉ်ကျမ်းကိုကင်လျက်ယောဂီဝိများဖြင့်အိန္ဒြေရရလာလျက်မျက်နှာသာတီတီနှင့်အော်ကိုဖေလပါလားဘေကများလာရင်ဝင်လာသည်လေ ောင်ဖေလမှာတော်တော်နှစ်စကားမပြောနိုင်ကြီးမနေ့ဟန်လှုပ်လျက်အတန်ကြားမှာဒီကိုလာတာပဲဟုပြောလေ၏ဘာကိစ္စလဲဖေလစကားပြန်မပြောနိုင် တွေ့ဝေလျက်ရှေးဟောင်းနှောင်းပြကိုလဘတဲ့ရသော မြူဖိုကားကလေးတစီသည်ကင်ဘယ်လန်ခန်းနာသောတိုက်တိုက်ရှေ့သို့ရက်မိသည်နှင့်တပြိုင်နက်ကားပေါ်မှတပိတ်ရောင်ထသောဘူကီနှင့် အသက်20ရွယ်လူငယ်တစ်ယောက်ဆင်း၍လာကတိုက်ထဲသို့ခက်မြန်းမြန်းဝင်ခဲ့လေ၏ ၎င်း၏ရွှင်ပြုံးသောနှာခမ်းမှာခင်ရေခင်ရေဥတို့ကြီးကြီးတို့ကရှင်ဘဘရောမိမိနဲ့ဂျူဘလီသွားကြတယ်လေကိုကိုဘီးလက်သွားရတော့မယ်ဆိုဟုတ်လားအပြန်လန်ပြောကြရင် ဆိုဖာပေါ်တွင်ဦးသားရှင်၍ထိုင်မိကြလေ၏မိန်းကလေးမှာမျက်တောင်ကော့ကော့အသားဝါဖြော့ပြော့နှင့်အတော်ကိုလှပသူကလေးဖြစ်သည့်ပြင်စရောက်ဆာကလေးမဝင့်တဝင့်နှင့်ခင်မင်သူဤစိတ်ကိုယူဖိတ်အောင်စွဲငင်နှိုင်စွမ်းရှိသော ၁၆နှစ်အရွယ်ဖြစ်လေ၏ဟုတ်တယ်ကိုကိုသွားပြစ်မယ်ခင်ကြားဘူးတယ်ဘီးလက်သွားတယ်လူများဟာဟိုကြရင်ဘီးလက်သူတွေနဲ့အကြောင်းပါပြီးအိုးခင်ကိုကိုနဲ့မပေါ့ရသေးပေမဲ့ရန်ကုန်တမြို့ထဲမှာနေရတော့ခင်အားရှိတယ်အခုတော့အခုတော့ဟင်ခင်ရဲ့ဘာလို့ငူရတာတော့ကိုကိုနဲ့ခင်တသက်လုံးလူလုပ်ဖို့သွားရတာပါကလားကိုကိုခင်မို့ပညာသင်သွားရမှာ တိတော့အတိတယ်ဒါပေမဲ့ကိုကိုနဲ့မခွဲကျင်ဘူးကနွယ်ကကြဖြစ်နေသဖြင့်ယောက်ျားကလေးမှာပွေပိုက်မျက်ရည်တုပ်ပြီးကချော့မော့ရပြန်လေ၏သုံးနှစ်ခန့်ကြာသောအခါတပည့်ရသားသားဖို့ကားကလေးသည်ယခင်တိုက်ပေါက်သို့ရက်ခါတိုက်ရှိလူကြီးများနှင့်အကျိုးကြောင်းနှုတ်ဆက်ပြောဆိုပြီးနောက်သမီးဖြစ်သူနှင့်သမိုင်းလောင်းဘီးလက်ပြန်ဝစ်လုံးတော်ရကလေးနှင့်မျက်နှာလွှဲခဲ့ကြလေ၏ကိုကိုခင်ပေးတဲ့စာကိုရရဲ့လား ခင်ဖြစ်လေကျမ်းမာပါစေချမ်းသာပါစေတောင်မီးပွဲအောင်မြင်ပါစေနဲ့အမြဲဆုတောင်းနေတာပဲကိုကိုဘီလက်သူကလေးကကောဘာလဲရန်စတာလားကိုကိုမှခင်ကိုလွမ်းရတာနဲ့သူများပို့ဖို့တောင်စိတ်ကူးမရဘူးဟုတ်ဒီခင်ကလေးမှကိုကိုကျင်ရတော့အစ်စ်အိုးကိုကိုရဲ့အရန်ကြီးဟိုမဲချပရာစီ ခွဲရတာကြာလို့အားမရနိုင်ဘူးဒါတဲ့ခင်နည်းနည်းပိန်သွားတယ်နော် တိတဲ့အတိုင်းပဲကိုကိုသုံးနှစ်ကြာရင် ပြန်လာမှန်းတွေးမိပဲမဲ့ခင်စိတ်ဟာတနေ့မှမအေးဘူးနေရာမြန်မြန်ကြအောင်သာကိုကိုရဲ့စိတ်ချစိတ်ချကိုကိုပြောပြီးစကားဘတော်မှမဖြတ်ဘူး6လကန်ကြာတော့ခါရန်ကုန်မြို့သည်ပေါ်ပင်တစ်ခစ်ကိုတပုံတစ်ခေါင်းကြီးပြုတ်မှုလိုက်နာတတ်ကြသည့်အတိုင်းယောဂီခေကြီးထွန်းငါလိုက်သည်ဟုတရံယခင်ယောက်ျားပြုတ်သည်မိမိတို့မင်္ဂလာအခမ်းအနားအတွက် စီစဉ်လိုသဖြင့်ရည်သားတဲ့ထံသွားရောက်အကျိုးအကြောင်းပြောဆိုရာရည်သားတဲ့ဤမူယာမှာရှိကလို့မဟုတ်တမျိုးတစ်ပုံပြောင်းလဲလျက်တရားကြနေသဖြင့်ယောဂီဖြစ်ကကရုံးရိပ်ပြီးဘိက္ခုနီမှပြုလုပ်ချင်းချောင်းများနဲ့တကွာအဖက်ကလက်အေကလက်သဘောကိုစီယိုအာဘောစသည်တို့နှင့်ပြောပြရာအေကလက်သဘောကိုစီယိုအာဘောစသည်တို့နှင့်ပြောပြရာ အိုးခင်ရဲ့အစကဂရိထားခဲ့ပြီးတော့ခုမှအိုးအိမ်အောင်ရေဂရိပြက်လို့ငရေကြီးမယ်မထင်ပါဘူးဒါဖြစ်လဲခင်သဘောပေါ်လीဟုတ်နှုတ်ဆက်ခါထခဲ့လေတည်းမောင်ဖေလာသည် အထပ်ပါတိုင်းစဉ်းစားနေရမှခင်ခင်သန်းဤမျက်နှာကို ကြည့်ရှုရာခင်ခင်သန်းမှာတတဝအနန္နပုထုဇဉ်ကလေးတူအာတနာသောစိတ်နှင့်ကြည့်ရှုသည့်လက္ခဏာဖြင့်ကိုဖေလာစဉ်းစားတော့ ခင်တို့နေရတာရေဘွက်ပမာခဏတာခင်ကျုပ်အကုန်သိတယ်ခင်နဲ့ရင်းနှီးဘူးဂရိထားဘူးတော့မစွန့်နိုင်မပြစ်နိုင် ခမားယောဂီမလှုပ်ရင် ကျုပ်တော့အိုးဖျားကြီးတယ်လဲအစွဲတန်ပါကလားဒါကြောင့်ဆရာတော်ဖျားကြီးတော်တော် ခင်စီတရားနာလာတာမဟုတ်ဘူးခင်တဘောဘလို့ဆိုတာဒါတော့ပြောပြီးပြီကိုဖီလာတဘောကြာရနဲ့တာကိုင်ခင်ပြန်တော့မယ်မကြခင်တည်ငောင်းကြာရမယ် ဟုဖနတ်တန်ခပ်ပြင်းပြင်းနေ၍ထွက်ခဲ့လေ၏။ဖေလာသည်တိုက်သို့ရောက်လျင်အင်ဂျီဝတ်စားတို့ကိုတယောက်ထဲရန်ဖြစ်လျက်စောင့်အောင်ငါချွတ်ပြစ်နေစဉ်ဟာဟာမိမကမချစ်ဘူးဆိုတာနဲ့များကွာဟေ့ကောင်မင်းအလုတ်မသွားဘူးလားငါမင်းအကြောင်းသိချင်လို့ဒီနေ့အလုတ်မသွားဘူးမင်းကိုသူစွန့်လိုက်တယ်မဟုတ်လားမင်းသူ့ကိုအဟုတ်လို့ကျင်တာလားတဲကွာမင်းငါ့ကိုမေးရမလို့ဘူးလက်ဖြံသတင်းကောင်းကြားဟာဟာ တဲငါလော့စပီကာနဲ့ကြီးလိုက်ရ။ gain မင်းငါစကားနားထောင်ငါအတီးပြောတာ။ဟုအကျိုးကြောင့်တိုင်ပင်ပြီးနောင်မဟုတ်ဘူးလားကွာမိမရှားသမို့လားတခဲတဲ့ဟုပြောဆိုရင်ဘတ်တော်ထွက်၍သွားလိမ့်ဤ။ဆယ်ရက်ခန့်ကြာလျင်ရန်ကုန်မြို့ဘာလံဝေလုံတော်ရမောင်ဖေလှနှင့်မော်လမြိုင်မြို့စံသက်ပိုင်းရှင်ပွဲသားကြီး ဥပါထုံးဤသမီးမတ်ကျင်မေတို့ကို1296ခုနှစ်တဇမုံလာဇန်3ရက်နေ့၌ဂျူဘလီတွင်လက်ထပ်မည်ဖြစ်ကြောင်းဟူ၍တွေ့ရှိကြရလေ၏။နှစ်ရက်မြကြာသောအခါကင်းမဲလန်ခခင်တန်းဤတိုက်သူဘတော်သည် ရေကြီးတုပ်ပြားနှင့်ရောက်၍လာပြီးလျင်ရမရမပြောတတ်ဘူးတိုက်မှာဆရာဝန်နဲ့ကြိတ်ပြီးကုနေရတယ်။သူတောက်တာတကယ်ပြင်းထန်တဲ့အစိတ်မှုခတ်တာပေါ့။ဟုမျက်နှာညှိုးငွေစွာနှင့်ပြောလျား ခင်ခင်တန်းသည်ရှော့တပတ်ကလေးကိုခြုံကာကိုင်ကိုင်ကျမလိုက်ခဲ့မဲဟုဘတ်တော်ဤကားနှင့်လိုက်၍လာလိ။ခင်ခင်တန်းကဖေလှချားမိမတူဦးနှင့်လက်ထံမြည်ဆိုကလေးကစိတ်နှလုံးတုန်လှုပ်ချောက်ချားနေရာမိမိတို့ဖေလာများတည်သွားရင်ဟု မစင်စားဝင်အောင်ဖြစ်၍နေလိ။ဘာလံဖေလာဤတိုက်သို့ရောက်လျင်ဘတ်တော်တက်ခြေလန်းတွက်ခါလူမမာကန်းသို့ဝင်ရောက်သွားရာလူမမာမာတတိယတစ်ချက်မရတစ်ချက်နှင့်ဖြစ်၍နေသည်ဖြင့် အဆက်ကြောင့်ပမာမထားနိုင်တော့ပဲကိုကိုခင်လီမျက်လုံးဖွင့်မအောင်ဟု ပွေဖက်မိအလို့ဆရာဝန်ကကျုပ်တို့တညာလုံးစောင့်ကူရတယ်သူခုမှနည်းနည်းအိပ်ရတယ်တစိမ့်လောက်တီးခံပြီးမနှိုးပါနဲ့လူကိုချစ်ရင်နိုင်ဝက်လောက်အချိန်ပေးပါကံကောင်းရင်ပြန်ရှင်းမှာပဲဟုပြောစဉ်ဘတ်တော်ကအလကခွေးမသားမိမတယောက်မရတာနဲ့ငါလေမင်းလားယောက်ျားစီဖြတ်တဲ့ကောင် ဟုကျိန်ဝါရင်ဆရာဝန်အားဆွဲခေါ်ကအပြင်သို့ထွက်ခွာသွားကြလေ၏တနာယီကန်ကြာသောအခါဆရာဝန်နှင့်မောင်ပတော်သည်ငိုတန်ကြားရမလားရည်တန်ကြားရမလားဟုဖနှက်တန်မပေးဘဲအသာယာခန်းစည်းကိုမှ၍ကြည့်လိုက်ရာဆရာဝန်နှင့်ခေါင်းကျင်တိုက်မိသဖြင့်အတော်နာကျင်၍သွားကြလေ၏အခန်းထဲမှာလည်းလူမမာနှင့်ပြောကြသောအတန်များကကုကူရုယောက်ျားတွေဟာအလွန်ညံများတယ်သတင်းသာတိုက်မှာလိန်ပြီးကြောညာတယ် အစိတ်တောက်မိခြင်းအောင်ဆောင်နေလူကိုထိတ်သွေးရောက်လို့ဖဲပါခုမှချွဲမနေပါနဲ့နို့ခင်ကအဟုတ်ယောဂီမှလုံမဲဆိုလို့ခင် လုတော့မှလာဟုတ်တယ်ကိုကူကနောက်အစ်တတယောက်ယူခြင်းသေးလို့ခဏခဏမေးနေရတာပေါ့ဖဲပါကိုဘတော်တို့လာမှဖြင့်ရှက်เสียကြီးဘတ်တော်နဲ့ဆရာဝန်ဒီတိုက်ပေါက်မှ နောက်တို့လာလီဟန်ဆောင်လျက်ဖဏတ်တန်ပေး၍လာကြစဉ်မေယောကီဘေရောဘေစီတို့စသဖြင့်တခြင်းဆူလိုက်ရာ ခင်ခင်တမ်းမှမျက်နာမထတတ်အောင်ဖြစ်လျက်ဘတ်တော်ကိုရန်တွေ့၍နေလေသည်မဟာဆွေကြီးပွားရေးမဂ္ဂဇင်း1934ခုဒီဇင်ဘာလာ